တောင်ကိုရီးယားနိုင်ငံမှာ1980ပြည်နှစ်ကဒီမိုကရေစီအရေးတက်ကြွလှရှားသူတွေအစုလိုက်ပြုံလိုက်တတ်ခံခဲ့ရတဲ့ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုတွေပြန်လည်ပြုလုပ်သွားမှာဖြစ်တယ်လို့သမရသည်မူချင်းအင်းကမီလာ၁၈ရက်နေ့မှာပြောကြားလိုက်ပါတယ်။ဂွမ်ကျိုအရေးတော်ပုံလို့အမည်ရတဲ့အဲ့ဒီဖြစ်စဉ်ဟာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့စစ်အာဏာရှင်အုပ်ချုပ်မှုကိုတွန်းတတိုက်ပွဲဝင်ခဲ့စဉ်ကကြောက်မက်ဖွယ်ရအထင်ကြီးအဖြစ်ရဆိုတစ်ခုအဖြစ်ရှင်သန်ကြရင်နေဆဲဖြစ်တယ်လို့သိရပါတယ်။ အစိုးရနေနေမှုကြောင့်လူပေါင်း160ကျော်တေဆုံးခဲ့ပြီး90ကျော်ပျောက်ဆုံးကဗိုလ်ချုပ်ကြီးချန်တူဝမ်ရဲ့ဩဇာအနာကိုဆက်လက်တည်မြဲစေခဲ့တဲ့ဂွမ်ဂျူမျိုးဒီမိုကရေစီအရေးတော်ပုံနေနေမှုဖြစ်စဉ်ရဲ့နှစ်ပတ်လည်အောက်မေ့ပွဲအခမ်းအနားမှာသမရမွန်ဂျင်အင်းဟာမျက်ရည်အဝိုင်းသားဖြစ်ခဲ့ရတယ်လို့လည်းသိရပါဗျာ။ အစိုးရအသည်ဟာလူအစုလိုက်ပြုံလိုက်တက်ဖြတ်မှုဖြစ်ပေါ်ခဲ့တဲ့အဲဒီဖြစ်စဉ်တစ်ခုလုံးကိုဖော်ထုတ်ပြီးဆန္ဒပြသူတွေကိုပြစ်မိတ်ပေးခဲ့တဲ့နေရာမှာတာဝန်ရှိတဲ့သူတွေကိုဖော်ထုတ်နိုင်အောင်ပုံမအားစိုက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ရုပ်တံတရရဲ့ထုတ်လွှင့်မှုမှာမွန်ကပြောကြားခဲ့ပါတယ်ပြီးခဲ့တဲ့လကတောင်ကိုရီးယားသမရဟောင်းချန်ဒူဝမ်ရဲ့ကိုယ်ရေးမှတ်တမ်းကိုထုတ်ဝေခဲ့ပြီးတဲ့နောက်သမရအစ်မွန်ဂျင်အင်းကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကိုရေးမှတ်တမ်းထဲမှာချန်ကအဲ့ဒီဖြစ်စဉ်တွေအတွက်သူ့မှာတာဝန်မရှိဘူးလို့ပြောကြားထားပြီးအဲ့ဒီသွေးထက်တန်ရုံအခြေအနေတွေကိုပြည်ပေါ်ကချဖို့စ조사ရင်ဒီမိုကရေစီစနစ်ကိုပြန်လည်တည်တွင်းခဲ့ပြီးနောက်မှာသူဟာဒဇာခန်တဦးအဖြစ်ရောက်ရှိသွားခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။လက်ရှိသမရမွန်ဟာရာထူးကနေဖြုတ်ချခံခဲ့ရတဲ့သူ့ရဲ့အရင်သမရဟောင်းပက်ကွန်ဟီရဖခင်ဖြစ်သူအာနာရှေသမရဟောင်းပက်ချုံဟီရအုပ်ချုပ်မှုကိုဆန္ဒပြခဲ့တာကြောင့်ចောင်းသားဘွားကဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖို့တယ်လို့လည်းသိရပါတယ်။ ။ဒါပြင်လက်ရှိအစိုးရဟာဂွမ်ဂျိုဒီမိုကရေစီအရေးတော်ပုံကနေဖြစ်တည်လာခဲ့တာဖြစ်တယ်လို့လည်းသမ္မတမွန်ကပြောပါတယ်။အဲ့ဒီအရေးတော်ပုံမှာတင်ဆောင်ခရသူတွေကိုမြုံနှံထားတယ်။ဂွမ်ဂျူတင်းကျဲမှာပြုလုပ်ခဲ့တဲ့နှစ်ပတ်လည်နေ့အောင်မြဖွဲအခမ်းအနားကိုလူသောင်းကျော်တက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါဗျ။1989ခုနှစ်မှာသမရပတ်ချုံဟီကို ၎င်းရဲ့စပိုင်အကြီးအကဲကပြည်လဲလှုပ်ကြမှုကြောင့်တမနာရထုလက်လက်သွားမှုကိုအခွင့်ကောင်းယူပြီးစစ်တပ်ဗိုလ်ချုပ်ကြီးတဦးဖြစ်တဲ့ချန်ဒူဝန်ဟာစစ်တပ်အာဏာသိမ်းယူမှုကတည်းက1989မှာနိုင်ငံအာဏာကိုသိမ်းပိုက်ရယူခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာတော့နိုင်ငံတောင်ပိုင်းမှာဆနာပြမှုတွေဖြစ်ပေါ်ခဲ့ပြီးချန်တူးဝမ်ရဲ့မာရှယ်လော့ထုတ်ပြန်မှုနဲ့အတူစစ်တပ်ကလည်းမေလ16ရက်နေ့ကနေ28ရက်နေ့အထိဖြစ်ပွားခဲ့တဲ့ဆက်ရကြပြိပခအခြေအနေတွေအတွင်းမှာဆနာပြသူတွေကိုဒုတ်တွေဓားတွေနဲ့တနက်တွေကိုအသုံးပြုကာအင်အားသုံးဖြိုခွင်းမှုတွေပြုလုပ်ခဲ့လို့သိရပါတယ်တောင်ကိုရီးယားနိုင်ငံမှာဒီမိုကရေစီစနစ်ကိုပြန်လည်ကျင့်သုံးခဲ့ပြီးနောက်1995ခုနှစ်မှာတော့ချန်တွန်းဝမ်ကိုအာဏာသိမ်းမှုနဲ့နောက်ဆက်တွဲဆိုးကျိုးရလဒ်တွေအတွက်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတည်ရန်ချမှတ်ခဲ့လို့သိရပါဗျ။ ဒါပေမဲ့လည်းသူ့ရဲ့တေးတံပြစ်တံကိုထောင်နှန်းတစ်သက်အဖြစ်ရှော့ချသတ်မှတ်ခံခဲ့ရပြီးထောင်နှန်းနှစ်နှစ်ကြာခဲ့ပြီးရဲ့နောက်မှာလူငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့လို့လည်းသိရပါဗျ။